အသေး6တဲ့လူနာတယောက်အနေနဲ့၅ရက်စီတောက်လို့ရသလားဆိုပြီးမိသားရဲ့မိကုံးလေးကိုကျွန်တော်ဒီမှာဖြေပေးပါမယ်။အဲ့တော့လူတယောက်အသေး6တဲ့အခါမှာ तू ကဘယ်စင်းတိရောက်နေပြီလဲပေါ့။ငူတည်တယ်ပေါ့နော်။အဲ့တော့အသေး6တောက်ကိုကျွန်တော်ကအဆင့်ခွဲတာတွေအများမျိုးရှိတယ်။ကျွန်တော် fibro scan ဆိုတဲ့ sat net scan လုပ်ပြီးတော့0 2 1 2 3 4လဲခွဲလို့ရတယ်။ဒါမှမဟုတ်လဲကျွန်တော်သွေးစစ်ချက်အဖြေတွေပေါ့နော်။အဲကျွန်တော်တို့ protrombin တိုင်းလို bilirubin လို albumin လို့ဟာမျိုးတွေပေါ့နော်။အဲ့ဒီအဖြေတွေနောက်တစ်ခုက ascites ဆိုတာကျွန်တော် byte ထဲမှာ ရေပြင်းရှိမရှိကျွန်တော် hepatic encephalopathy လို့ခေါ်တဲ့အုံနှောက်တဲကိုကျွန်တော်အစိတ်တွေရောက်ပြီးတော့အခြေအနေတစ်ခုပေါ့နော်အဲ့လိုအခြေအနေမျိုးဖြစ်မဖြစ်ပေါ်မူတည်တယ်ဒီအချက်၅ချက်ပေါ်မူတည်ပြီးမှကျွန်တော် grading ခွဲတယ်ပေါ့နော် ခွဲတဲ့အခါမှာ chain peak grading လို့ခေါ်တဲ့ ABC သုံးမျိုးရှိတယ်အဲ့တော့ကိုယ့်ရဲ့အဆင့်က grading A ဆိုရင်ငါးကြီးစီတောက်လို့ရတယ်ပြဿနာမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ grading A မှာကိုကအသေး6တယ်ဆိုပေမဲ့လည်းတော်ပြန်ကောင်းနိုင်သေးတယ်ပေါ့နော် တခြားအသေးရဲ့ function တွေလုံးဝမပြတ်သေးဘူးအဲ့လိုခြေနေမျိုးမှာငါးကြီးစီတောက်ချင်းကအသေးရောက်လာတွေကိုရော့စေတယ်ကျွန်တော်သွေးထဲမှာရှိတဲ့ cholesterol တွေကမကမဖြစ်နေတာကိုလည်းတတ်တာစေတယ်သွေးနှလုံးသွေးကြောနဲ့ပတ်သက်ပြီးကောင်းတဲ့ effect တွေလည်းရအောင်ပါပေါ့နော်အဲ့တော့ grading A ဆိုရင်တောက်လို့ရပါတယ် B ဆိုရင်တော့ဆရာဝန်နဲ့တန်ပြင်ဖို့လိုတယ်ပေါ့နော်အထူးသဖြင့်တော့အဆင့် B ရှိတဲ့အသေး6တဲ့လူတွေကြတော့ကျွန်တော်ဘိုက်မှာရေပြင်းလေးနည်းနည်းရှိတယ်တခါတည်းမှာအစာလမ်းကြောင်း အမှသွေးရတာမျိုးတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒီလိုအခြေအနေမျိုးလေးတွေရှိတယ်အဲ့လိုအခြေအနေမျိုးဆိုရင်တော့လေဆရာဝန်နဲ့တတ်မြင်ပြီးမှတောက်သိချင်ပါတယ်တကယ်လို့ time view grading C ဖြစ်သွားတဲ့လူဆိုရင်တော့လေကျွန်တော်၅ကြီးစီကိုလုံးဝတိုက်လို့မရပါဘူးကျွန်တော်ရေဘူးရအပြတော့ရှောင်ကျင်တယ်ပေါ့နော်လုံးဝမတောက်သင့်ပါဘူးအဲ့တော့နားလည်လိမ့်မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်